ယူကရိန်းနိုင်ငံအနှံ့မှာရုရှားရဲ့ဒရုန်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့်လူ9ဦးထပ်မံသေဆုံးခဲ့တယ်လို့စွမ်းအင်ဖြန့်ဝေမှုဆိုင်ရာအခြေခံအဆက်အုံတွေထိခိုက်ပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကိုတော့ရုရှားကအောက်တိုဘာ၄ရက်ညပိုင်းကနေအောက်တိုဘာ9ရက်နေ့မနက်ပိုင်းအထိညလုံးပေါက်လှုပ်ဆောင်ခဲ့တာပါ။အခုဒီလှုပ်ရက်ကြောင့်အရင်နှစ်ဆောင်းရာသီတွေတုန်းကလိုပဲရုရှားကယူကရိန်းရဲ့ဓာတ်အားနဲ့စွမ်းအင်ဖြန့်ဖြူရေးကွင်းရက်တွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်မှုတွေအရှိန်မြင့်လာအောင်မလားဆိုတဲ့စိုးရိမ်မှုတွေလည်းထွက်ပေါ်နေပါတယ်။ ီးခဲ့တဲ့နှစ်တွေမှာရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းအနှံ့မှာလျှက်စင်းတဲ့ဓာတ်ငွေသွေတမ်းမှုတွေပြတ်တောက်ကုန်ပြီးလူသန်းပေါင်းများစွာကခိုက်ခိုက်တုံအောင်အေးနေတဲ့ဆောင်းရာသီကိုလျှက်စင်းပြီးမရှိအနှွေးပိတ်ဆက်မရှိဘဲဖြတ်တန်းခဲ့ကြရပါတယ်။ဒါကယူကရိန်းပြည်သူတွေရဲ့ခုခံလူစိတ်ကိုပြိုလဲသွားအောင်ရည်ရွယ်ထားတဲ့ရုရှားရဲ့စိတ်ဓာတ်ရေးရထိုးနှက်မှုနီးလန်းတစ်ခုလည်းဖြစ်ပါတယ်။အခုဒီတိုက်ခိုက်မှုမှာရုရှားရဲ့ drone နဲ့ဒုံးကျည်တွေကဓာတ်အားပေး unit တွေကိုထိမှန်တာကြောင့် Love if a power နိုင်ငံအနှံ့မှာ လျှက်စင်ပြီးပြတ်တောက်မှုတွေလည်းပေါ်ပေါက်ခဲ့ပါတယ်။စုစုပေါင်းအသေးပြောက်9ဦးထဲမှာ4ဦးက Love If မှာရှိတဲ့မိသားစုတစ်ခုတည်းကဖြစ်ပြီးနောက်ထပ်2ဦးကတော့ယူကရိန်းတောင်ပိုင်းကရှေ့လန်းစင်မြေပြင်နဲ့တိတ်မဝေးတဲ့ Zaporizhia ဒေသကဖြစ်ပါတယ်ရှင်။